တခါတခါကျွန်တော်တို့ကမိုက်ဆက်လေးတစ်ခုချိန်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ငွေကြေးအမြင်လေးတစ်ခုကိုချိန်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ငွေကြေးရလတ်တချို့ဟာပြောင်းလဲနိုင်ပါတယ်မင်္ဂလာပါခင်ဗျာငွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အားလုံးကကိုစီကုံကအမြင်တွေရှိကြမယ်ထင်ပါတယ်အဲကျွန်တော်အနေနဲ့ငွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘယ်လိုမြင်တယ်လဲဆိုတာကိုဒီဗီဒီယိုလေးမှာခြားပြခြင်းပါတယ်လူတချို့ကငွေရှိပေမဲ့မပြောကြပါဘူး ဒါပေမဲ့တချို့ကကြတော့ပျော်ပင်မဲ့ငွေမရှိကြပါဘူး။တချို့ကြပြန်တော့လဲပျော်လဲမပျော်ငွေလဲမရှိပါဘူး။တချို့ကြတော့ပျော်တယ်ငွေ ရှိတယ်ပေါ့ဗျာ။အဲ့တော့ဒီအမျိုးအစား၄ခုမှာဘယ်မျိုးအစားမှာကိုရောက်နေတယ်လဲဆိုတာကိုရဲ့ငွေနဲ့ပတ်သက်တဲ့အမြင်ဒီအမတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အစုံးမှာငွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ ဘလို့ယုံကြည်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ဘယ်ကိုရောက်နေတယ်လဲဘယ်လောက်ရှိတယ်လဲဆိုတာဆုံးဖြတ်သွားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ငွေနဲ့ပတ်သက်တဲ့အမြင်ဆိုတာအင်မတန်မှအရေးကြီးပါတယ်။အဲ့တော့ငွေနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဒီအပိုင်း၅ပိုင်းခွဲပြီးတော့မှမြင်ပါတယ်။နံပါတ်၁အပိုင်းက money mindset လို့ခေါ်တဲ့ငွေနဲ့ပတ်သက်တဲ့ယုံကြည်ချက်ခံယူချက်ဒီအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်။ ျွန်တော်တို့တစ်ခါတခါငွေမရှာတတ်တာမဟုတ်ပါဘူးရှာရမှာရှက်တာဖြစ်ပါတယ်ငွေရှိမှာကိုကြောက်တာငွေမတ်တယ်လို့အပြောခံရမှာကိုကြောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တချို့ဒီငွေကိုမကောင်းဘူးလို့မြင်နေပေမဲ့တချို့ဒီငွေကိုကောင်းတယ်လို့မြင်နေပေါ့ဗျာငွေနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေရှိတယ်ငွေနဲ့ပတ်သက်ပြီးတော့မှမကောင်းမြင်မှုတွေရှိတယ်ငွေနဲ့ပတ်သက်ပြီးတော့မှတယောက်နဲ့တယောက်ဟာ ကျွန်တော်တို့ယုံကြည်ချက်ခံယူချက်တွေဟာကိုယ့်ရဲ့အတိတ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ပေါ်မူတည်ပြီးတော့မှဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်မိသားစုရဲ့လမ်းညွန်ပေးမှုကြောင့်ဖြစ်စေပေါ့ဗျာကျွန်တော်တို့ရဲ့အမြင်တွေက ကိုစီကိုငါရှိကြပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ငွေပေါ်မှာဘလို့မြင်တယ်လဲဆိုတဲ့အမြင် mindset ဒီအင်မတန်မှအရေးကြီးပါတယ်အဆုံးမှာကျွန်တော်တို့ ဒီ mindset ပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ရဲ့ငွေရှိခြင်းမရှိခြင်းငွေကျက်ခြင်းမကျက်ခြင်းငွေချောင်လဲခြင်းမချောင်လဲခြင်းဆိုတာအဆုံးဖြတ်ပြီးသွားတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1 money mindset လို့ခေါ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ယုံကြည်ချက်ခံယူချက်ဘယ်လိုတွေးသလဲဆိုတဲ့အတွေးဒီအင်တာမအရေးကြီးတယ်လို့ကျွန်တော်မြင်ပါတယ်။ငွေနဲ့ပတ်သက်လာရင်ဒုတိယမြင်တဲ့အပိုင်းက money making အပိုင်းပါ ငွေရှာနီးကိုလေ့လာသင့်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တစ်ခါတစ်ခါကျွန်တော်တို့ကငွေရှာနီးကိုတီးလို့ရှိရင်တကယ်တော့ငွေဆိုတာအမျိုးမျိုးရှာလို့ရပါတယ်။အဲ့တော့ money making လို့ခေါ်တဲ့ငွေရှာနီးကိုလေ့လာစေချင်ပါတယ်။များများတီးလေလေကျွန်တော်တို့များများစ조사မိလေလေဖြစ်ပါတယ်။များများစ조사မိလေလေအောင်မြင်ဖို့ရာဂိုင်းတော့ကများလေလေဖြစ်ပါတယ်။ ါကြောင့်မို့လို့ကျွန်တော်တို့ money နဲ့ပတ်သက်လာလို့ရှိရင်ငွေနဲ့ပတ်သက်လာလို့ရှိရင် money making လို့ခေါ်တဲ့ငွေရှာနည်းကိုများများလေ့လာစေချင်ပါတယ်များများသိလေလေများများစမ်းလေလေပါများများစမ်းလေလေများများအောင်မြင်နိုင်ဖို့အခွင့်အလမ်းရှိလေလေပါเนาะဒါကြောင့်မို့လို့ကျွန်တော်ဒီငွေနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1 money making ကိုယုံကြည်ပါတယ် money making ဆိုတာကကျွန်တော်ရဲ့ဝင်နိုင်တဲ့အတိုင်းအတာဒီဘလောက်အတိုင်းအတာဒီငွေရှာနည်းကိုလေ့လာနိုင်တယ်လဲဆိုတဲ့ဒုတိယအချက်ပေါ်မှာမူတည်နေတယ်ဆိုတာကိုကျွန်တော်ယုံကြည်ထားပါတယ် ကျွန်တော်တတိယငွေနဲ့ပတ်သက်တဲ့ယုံကြည်တဲ့အပိုင်းကတော့ money management ဖြစ်ပါတယ် management money management ဆိုတာကငွေကိုစီမံခန့်ခွဲတာပါ saving မဟုတ်ပါဘူးငွေစုခြင်းကိုကျွန်တော်အယုံကြည်မရှိပါဘူးစုတယ်ဆိုတာက inflation ငွေကြေးဖောင်းပွားတဲ့အနေအထားမျိုးမှာစုတယ်ဆိုတာအလကားပါပဲငွေကိုစုပြီးတော့မှဒီအတိုင်းထားလို့ရှိရင်ပါပါသွားလာပါလိမ့်မယ်เนาะတညက်ခဲခွေရတဲ့လို့လုံးပါပါပြီးတော့မှကို့အနေနဲ့ဒီတိုင်းထားတာဟာဒီတိုင်းထားတယ်လို့မမြင်စေချင်ပါဘူး အမြဲတမ်းကျွန်တော်တို့ကတိုးပွားလာအောင်စီမံခန့်ခွဲရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင် money ရှာဖွေခြင်း making အပြင်ကို money management ကိုပါလေ့လာရတယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်။ money management ဆိုတာတော့ငွေကြေးတွက်ချက်မှုတွေ ငွေကြေးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုဟာတွေပေါ့ဗျာဒါဒီတီးတန့်အချိန်ပေးပြီးတော့မှအတွက်အချက်တွေကိုလေ့လာရတဲ့တဘောအသေးပဲပါငွေကြေးမှာညရာမတွေရှိပါတယ်အတွက်အချက်တွေရှိပါတယ်ကိန်းဂဏန်းတွေရှိပါတယ်ဒါဒီငွေကြေးဆိုတာပညာရပ်တစ်ခုဖြစ်ပါတယ်เนาะအဲ့တော့ money management ဆိုတာကိုကျွန်တော်ယုံကြည်ရှိပါတယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်နောက်ထပ်နံပါတ်၄ကျွန်တော်ရဲ့ယုံကြည်တဲ့အချက်က money multiplication ဖြစ်ပါတယ်အော်ငွေကြေးဆိုတာအမြဲတမ်းပွားနေအောင်လုပ်လုပ်နိုင်ရပါတယ် ပွားတယ်ဆိုတာကနော်ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုတစ်ခုမဟုတ်တစ်ခုကိုလုပ်နေရတယ်ပေါ့ဗျာအဲ့တော့ငွေကြေးပွားများခြင်းဆိုတာ ਨੇ ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုကိုလေ့လာရတယ်ပေါ့ဗျာ investment ပေါ့ဗျာရင်းနှီးမြှုပ်နှံမှုဆိုတာလေ့လာဒီနေ့အများငွေကြေးပွားများစေနိုင်တဲ့နော် asset တွေကိုကျွန်တော်တို့ကလေ့လာရတယ်ပေါ့ဗျာ asset ဆိုတာကဆိုကြပါစို့နော်ရွှေတွေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရှင်အိမ်ခြံမြေဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ လာ cryptocurrency တွေဖြစ်ဖြစ်မယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ digital ငွေကြေးတွေဖြစ်ဖြစ်မယ်ဒါမှမဟုတ်ရှင်အစရှိတဲ့ဖြစ်ပေါ့ဗျာ။နောက်ငွေကြေးကို multiply multiply ဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကိုလေ့လာခြင်းဒီအရေးကြီးတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘလောက်တိုင်းတာထိလေ့လာနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှဘလောက်တိုင်းတာထိရရှိမလဲဆိုတာထပ်တူကြတယ်ဆိုတာကိုလည်းကျွန်တော်ယုံကြည်ထားပါတယ်။ဒါကြောင့်မို့လို့ငွေကြေးနဲ့ပတ်သက်လာလို့ရှင်ကျွန်တော်နံပါတ်၄ခုမြောက်ယုံကြည်တာက money multiplication လို့ခေါ်တဲ့ငွေကြေးဆိုတာအများတန်းပွားများနေအောင်ထားရတယ်။ပွားများဖို့ဆိုတာက ပွားများစေနိုင်တဲ့ asset တွေကိုလေ့လာရတယ်ဆိုတာကိုလည်းကျွန်တော်ယုံကြည်ထားပါတယ်။နောက်ဆုံးနံပါတ်5ယုံကြည်မှုကငွေကြေးဆိုတာ mobilize ဖြစ်နေရပါတယ်ဆိုတာကိုကျွန်တော်ယုံကြည်ထားပါတယ်။ mobilization ဆိုတာကရွေ့လွယ်ပြောင်းလွယ်တယ်ပေါ့ဗျာ။နော်တနေရာထဲမှာပဲအတီတကြထားတာမျိုးမဟုတ်ပဲနဲ့နော်ကျွန်တော်တို့ဟာငွေကြေးဆိုတာရွှေ့ပြောင်းနိုင်ရပါတယ်ပြောင်းလဲနိုင်ရပါတယ်ဆိုတဲ့ဟာမျိုးပါ เนาะကျွန်တော်တို့တနေရာထဲမှာပဲပုံတိမြုံနှံထားပြီးတော့မှလုံးဝကိုထုတ်လို့မရတော့ဘူးဆိုလို့ရှိရင်လည်းရှိတာရှိတာပါတိုးပေမဲ့ထုတ်လို့မရတုံးလို့မရဆိုတဲ့အနေအထားမျိုးမှာဒါဟာအတိတ်ပဲမရှိပါဘူးဒါကြောင့်မို့လို့ငွေကြေးဆိုတာ mobilize ဖြစ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ရဲ့ယုံကြည်မှုကိုပြောပြပါဆိုလို့ရှိရင်ကျွန်တော်ဒီအချက်၅ချက်ကိုယုံကြည်ပါတယ်နံပါတ်၁ကခုနကတည်းကကျွန်တော်ပြောတဲ့ money mindset လို့ခေါ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ခံယူချက်ဟာအင်မတန်မှအရေးကြီးတယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်။ဒါကြောင့်မလို့ money နဲ့ပတ်သက်တဲ့ mindset တွေကိုနော်လေ့လာပါလို့ကျွန်တော်ဒီမှာလူငယ်တွေကိုတိုက်တွန်းချင်ပါတယ်။တစ်ခါတစ်ခါကျွန်တော်တို့က mindset လေးတစ်ခုချိန်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ငွေကြေးအမြင်လေးတစ်ခုကိုချိန်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ငွေကြေးရလဒ်တချို့ဟာပြောင်းလဲနိုင်ပါတယ်။နံပါတ်1ကတော့ money making ဆိုတဲ့အကြောင်းအရာပါငွေကြေးဘယ်လိုရှာရသလဲဆိုတာကိုများများလေ့လာစေချင်ပါတယ်များများသိလေလေများများ နော်ရှာလေးလေးပါများများရှာလေးလေးတစ်ခုမို့တစ်ခုဟာအောင်မြင်လေးလေးပဲဖြစ်ပါတယ်နံပါတ်3ကတော့ money management ဖြစ်ပါတယ်ငွေကြေးဆိုတာစီမံခန့်ခွဲရတာပါစုနေုံနဲ့မလုံလောက်ပါဘူးစီမံခန့်ခွဲမှုဆိုတာပညာတစ်ခုပါနော် money management ဆိုတာလေ့လာရပါတယ်ကျွမ်းကျင်မှုတစ်ခုဖြစ်တည်သည့်အထိကျွန်တော်တို့ နော်လေလာရဲတင်ယူရဲစ조사လေ့ကျင့်ရဲပေါ့ဗျာလိုအပ်လာလို့ရှိရင်သင်တန်းတွေတက်ရဲလိုအပ်လာလို့ရှိရင်စာအုပ်တွေဖတ်ရဲလိုအပ်လာလို့ရှိရင် YouTube တွေနားထောင်ရဲပေါ့ဗျာ money management ဆိုတာပညာရက်တစ်ခုအနေနဲ့ကိုတည်တန့်ရှိတာပါနော်တချို့ကရှာတာရှာတက်ပြီးတော့မှကိုယ့်လက်ထဲမှာမရှိဘူးသင်ချင်မခဲ့ဘူးဆိုတာက money management မှာအားနေလို့ဖြစ်ပါတယ် money making making မှာ strong ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ money management မှာ weak ဖြစ်လို့ရှိရင်နော်စီးတဲ့ရေဆဲတဲ့ဂရင်မဖြစ်ဘူးပေါ့ဗျာ ဒါကြောင့်မို့လို့ဒီ money management ကလည်းအရေးကြီးတယ်ဆိုတာကိုကျွန်တော်ယုံကြည်ထားပါတယ်။နောက်ထပ်နံပါတ်၄ကတော့ money multiplication ကိုကျွန်တော်ယုံကြည်ပါတယ်။ money ဆိုတာတော့ငွေချေးဆိုတာဒီတိုင်းထားလို့မရပါဘူး။အမြဲတမ်းပွားပွားနေအောင်လို့ကိုယ့်ရဲ့ခေါင်းကိုအမြဲတမ်းစားစားနေရတယ်ဆိုတာကိုကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းရှင်းပြပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ multiplication ပွားများအောင်လို့ကျွန်တော်တို့ကပွားများစေနိုင်တဲ့ asset တွေကိုတော့အမြဲတမ်းလေ့လာနေရပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ money mobilization မှာကိုယ့်ရဲ့ငွေချေးဆိုတာတနေရာထဲမှာပဲပုံတီး အတိတကျရှိနေဖို့မလိုပါဘူးလိုအပ်လာလို့ရှိရင်နေရာတွေခွဲထားခြင်းလိုအပ်လာလို့ရှိရင်ရှိုးရွှေ့ဒီရွှေ့လှုပ်ခြင်းလိုအပ်လာလို့ရှိရင်လိုအပ်တဲ့အချိန်မှာအလွယ်တကူထုတ်ယူအသုံးဆွဲအသုံးပြုနိုင်ခြင်းဆိုတာကလည်းအင်တမအရေးကြီးတယ်ဆိုတာကိုကျွန်တော်ဒီမှာနားလည်ထားတယ်ပေါ့ဗျာဒါကြောင့်မို့လို့ငွေချေးနဲ့ပတ်သက်တဲ့เนาะအမြင်တစ်ခုကိုပြောပါဆိုလို့ရှိရင်ကျွန်တော်ရဲ့ငွေချေးနဲ့ပတ်သက်တဲ့အမြင်လေးကိုကျွန်တော်ကဒီမှာအပိုင်းလေး၅ပိုင်းငွေချေးနဲ့ပတ်သက်လာရင်ကျွန်တော်ဒီအပိုင်း၅ပိုင်းခွဲပြီးတော့မှ မြင်လေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အမြင်လေးတစ်ခုကိုဒီမှာမျှဝေတင်ပြလိုက်ရပါတယ်ခင်ဗျာတခုခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှဒီထက်ပိုပြီးတော့မှတော့တည်ကျင်တယ်ကျွန်တော်နောက်ပိုင်းတဖြည်းဖြည်းလေးမျှဝေပေးသွားပါဦးမယ်ဒီလိုမျှဝေတဲ့အကြောင်းအရာလေးကိုတော့လက်လွတ်မသွားအောင်တည်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber Channel လေးကိုလည်း join ထားပေးပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်